မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ဖတ်မင်းအွန်လိုင်းဒပွဲမြုပ်ကိုရောက်ရှိနေတဲ့အချိန်လုံခြုံရေးစိုးရင်ရတဲ့အတွက်ဆိုပြီးစစ်အင်အားထောင်ချီတုံးပြီးတော့တမျိုးလုံးကိုပိတ်ဆို့ထားတဲ့အပြင်ဒပွဲမြင့်မှာပါစစ်တင်းမောတွေကင်းလှည့်နေရဆိုပါလိမ့်စကိုင်းတိုင်းကဗမောက်မြို့သိမ်းတိုက်ပွဲဟာဆက်လက်ပြင်းထန်နေပြီး တော်လန်ရေးပေါ်တက်တွေကအချက်ဖတ်စစ်တပ်ရဲ့ကာကင်းစခန်း6ခုကိုတိမ့်ပိုက်ရရှိထားပြီဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချက်ဖတ်မဲအွန်လိုင်းဒဝဲမြို့ကိုရောက်ရှိနေတဲ့အချိန်လုံခြုံရေးစိုးရင်ရတဲ့အတွက်ဆိုပြီးစစ်အင်အားထောင်ချီတုံးပြီးတော့တမျိုးလုံးကိုပိတ်ဆို့ထားတဲ့အပြင်ဒဝဲမြစ်မှာပါစစ်သင်းမောတွေကင်းလှဲ့နေတယ်လို့ဒေသခံပြည်သူတွေကပြောထားသလိုဒဝဲအခြေစိုက်သတင်းရင်းမြစ်ကလည်းရှင်ုံခစ်တစ်ကိုပြောပါတယ် ဒါကတော့ဒီကနေ့စက်တင်ဘာလ16ရက်နေ့မှာပဲဒဝယ်မြို့ကိုအကြံဖက်မင်းအောင်လိုင်းရောက်ရှိလာတဲ့အတွက် မြို့ပေါ်လမ်းမိုင်းတွေကိုစစ်တပ်ကပိတ်ဆို့ထားတယ်ဆိုပါတယ်အကြံဖက်မင်းအောင်လိုင်းကဒဝယ်မြို့တော်ခန်းမှပွားရောက်ပြီးတပတ်ကသူတို့စစ်တပ်လက်အောက်ခံနန်းစီဒီယံဝန်ထမ်းတွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံမှုတွေလုပ်ပြီးတော့ဒဝယ်မြို့ပေါ်ကတကူကြီးဖျားတချို့ကိုပါပွားရောက်ဖို့အတွက်တမျိုးလုံးကိုစစ်တပ်ကလုံခြုံရေးအရာပိတ်ဆို့ထားတယ်ဆိုပါတယ်တစ်ဖက်မှာလည်း မင်းအွန်လိုင်းရဲ့လုံခြုံရေးကိုအထူးစိုးရင်ရတဲ့အတွက်ဆိုပြီးစစ်တပ်ကတပွဲမြို့တစ်မြို့လုံးကိုစစ်အင်အားထောင်နဲ့ချီချထားတဲ့အပြင်တန်ချက်ကဂါဒရီနဲ့ပါလှဲ့လေနေုံနဲ့မကတပွဲမြစ်ဘက်မှာပါစစ်တင်းမော်ဒီနဲ့ကင်းလှဲ့နေတယ်လို့ဒေသခံပြည်သူတွေနဲ့တပွဲအခြေစိုက်သတင်းအရင်းမြစ်ကပြောထားပါတယ်အလားတူယမန်နီကတိုက်ပွဲဖြစ်ပွားခဲ့တဲ့တပွဲလောင်းလုံးလမ်းမိုင်းကိုပါဂျပန်စစ်တပ်ကတင်းအားယာနဲ့ချီတပ်ဖြန့်ထားပြီးကမျောကင်းတံတားကိုလည်းဖြတ်တန်းခွင့်မပေးဘဲပိတ်ချခဲ့တယ်လို့သိရပါတယ် အဲ့ဒီလိုအကျံဖတ်မင်းအွန်လိုင်းဒဝဲမြို့ကိုမလာခင်မှာလေစစ်တပ်ကဒဝဲလောင်းလုံးတရချောင်းနဲ့ရေဖြူမြို့နယ်တွေကရတပိသူရိနေထိုင်ရာကြေးရွာ၁၀ခုကျော်ကိုဝိုင်းတွဲလေရင်နှစီးနဲ့ဘုံကျဲတိုက်ခိုက်တာတွေအရင်လုတ်ခဲ့မှုကြောင့်ဝေဒီကြေးရွာနေပြည်သူနှစ်ဦးသေဆုံးခဲ့ရတဲ့အပြင်နောက်ထပ်ကလေးငယ်တွေအပါအဝင်ပြည်သူ၅ဦးလည်းဒဏ်ရာတွေရထားသေးတယ်လို့ဒေတာတွင်းသတင်းအရှင်မြစ်ကပြောထားပါသေးတယ်ခင်ဗျာတပတ်မှာတော့စကိုင်းတိုင်းကဗမောက်မြို့တိမ့်တိုက်ပွဲဟာဆက်လက်ပြင်းထန်နေပြီး ဒေါ်လာရေးပူပေါင်းတက်တွေကအချက်ဖက်စစ်တက်ရဲ့ကာကင်းစကန်6ခုကိုတင်ပိုက်ရရှိထားပြီဖြစ်တယ်လို့ PDS စီရေးတည်ရင်မြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့စတေမလာ14ရက်နေ့ကစပြီးဒေါ်လာရေးပူပေါင်းတက်တွေကဗမောက်မြို့မှာရှိတဲ့အချက်ဖက်စစ်တက်စကန်တွေကိုဝင်ရောက်တက်ခိုက်ခဲ့ပြီးတဲ့နောက်စစ်တက်ကာကင်းစကန်တွေကိုခုခုပြီးတစ်ခုတင်ပိုက်ပြီးမြို့တွေကိုတဖြည်းဖြည်းဝင်ရောက်နေပြီလို့သိရပါတယ်။ လက်ရှိအချိန်ထိဗမောက်မြို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးစက်တင်ဘာလ15ရက်နေ့ကဆိုရင်ဒေါ်လာအပူပေါင်းတက်တွေကအကြမ်းဖက်စစ်တပ်ရဲ့မြစ်သေးချင်းတာဝရိုင်းကုန်းကျွဲကုန်းကုန်းစက်တော်ကုန်းအပါဝင်စစ်တပ်ကကင်းစကန်6ခုကိုတင်ပိုက်ရရှိထားပြီးဖြစ်တယ်လို့လဲ PDSC ရဲ့သတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိအချိန်ထိလဲဗမောက်မြို့တိုက်တိုက်ပွဲဟာဆက်လက်ပြင်းထန်နေပြီးစစ်တပ်ဘက်ကတည်တဲ့သူတွေတော်တော်ကိုများနေတယ်လို့မြို့ရဲ့ကကင်းစကန်ကစစ်သားတွေဟာမြို့တဲကိုအကုန်ဆုတ်ပြေးသွားကြပြီဖြစ်တယ်လို့အကြမ်းဖက်စစ်တပ်က ဗမောက်မြို့ပေါ်ကပြည်သူတွေကိုစစ်ဘေးရှောင်ကွေမပေးဘဲသူတို့နဲ့အတူလူသားတိုင်းအဖြစ်မြို့ပေါ်မှာလှုပ်ထားတယ်လို့ PDF စီးရီးသတင်းရေးမြစ်ကပြောထားပါသေးတယ်။အဲ့ဒီဗမောက်မြို့သိမ်းတိုက်ပွဲကို PDF အမှတ်၁စစ်ဒေသကတခိုင်ကကဲရီမူဦးဆောင်မှုနဲ့အတူကတခိုင်တရင်တွေအထုလှုပ်ရှားတက်တွေကတခိုင်ပကဖာတွေတော်လိုင်းပူပေါင်းတက်တွေအားလုံးအတူတူကပူပေါင်းပြီးတိုက်ခိုက်နေတာဖြစ်တယ်လို့သိရပြီးတိုက်ပွဲကတော့ဆက်လက်ပြင်းထန်နေတယ်လို့ PDF စီးရီးသတင်းရေးမြစ်ကပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့မွန်ပြည်နယ်မှာအချမ်းပတ်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုစီရင်တဲ့နိုင်ငံရေးနီလန်ပေါင်းပြီးတိုက်ဖြတ်ဖို့မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့မွန်ပြည်နယ်အတိုင်းပင်ခံကောင်စီတို့သဘောတူလိုက်ပြီးလို့မွန်ပြည်ဖက်ဒရယ်ကောင်စီတာဝန်ခံနိုင်ဖုံးမြတ်ကရှင်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့စက်တင်ဘာလ16ရက်နေ့ကပဲမွန်ပြည်ဖက်ဒရယ်ကောင်စီတဘာပတိနိုင်ကောင်းရွတ်ဦးဆောင်တဲ့အဖွဲ့နဲ့2020ရွေးကောက်ပွဲအနိုင်ရလွတ်တော်ကိုယ်စားလှယ်တွေနဲ့အခြားအစုအဖွဲ့တွေပေါင်းပြီးဖွဲ့စည်းထားတဲ့ မွန်ပြည်နယ်တိုင်းပြည်ကကောင်စီဥက္ကဋ္ဌဒေါက်တာခင်ဆောင်အဖွဲ့သူတွစ်ဆုံဆွေးနွေးမှုအတွေ့သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်အတိအကကတော့မွန်ပြည်နယ်မှာအချက်ဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲကိုစစ်ရင်းနဲ့နိုင်ငံရေးနှီးလန်းပေါင်းပြီးတိုက်ဖြတ်ဖို့သဘောတူလိုက်တာဖြစ်တယ်လို့လက်ရှိစစ်တပ်ကလုပ်မဲ့အတုအယောင်ရွေးကောက်ပွဲဟာနိုင်ငံရေးအရဘလို့မှတရားမဝင်တယ်လို့ပြည်သူလူထုကလည်းအတိမတ်မပြုတ်တဲ့အတွက်အဲ့ဒီအတုအယောင်ရွေးကောက်ပွဲကိုမွန်ပြည်နယ်မှာစစ်ရင်းနဲ့နိုင်ငံရေးနှီးလန်းပေါင်းပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့မွန်ပြည်နယ်တိုင်းပြည်ခံကောင်စီတို့အတူတကွလက်တွဲပြီးတော့စန့်ကျင်သွားမှာဖြစ်တယ်လို့မွန်ပြည်ဖက်ဒရယ်ကောင်စီတာဝန်ခံနိုင်ဖုံးမြတ်ကပြောထားပါတယ်။လက်ရှိမွန်ပြည်နယ်မှာစစ်တကအလဲပိုင်းမြို့နယ်တချို့ကိုသာထိန်းချုပ်ထားနိုင်ပြီးမွန်ပြည်နယ်တောင်ပိုင်းနဲ့မြောက်ပိုင်းတွေမှာတော်လိုင်းအင်အားစုတွေကသာအဓိကစိုးမိုးထားတဲ့အနေအထားဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။တစ်ဖက်မှာတော့ပဲခူးတိုင်းကနက်တလင်းမြို့နယ်မှာ လူငယ်တွေကိုပေါ်တာဆွဲဖန်စီပြီးစစ်မှုထမ်းကြီးလစဉ်ကောက်နေတဲ့ယာအိမ်မှုဖိုးကျော်ဆိုသူပြေခတ်ခံရပြီးနေရာမှာတဲ့ပွဲချင်းပြီးကိုတိတ်သွားပြီလို့တာယာဝရီ KPD ရဲ့အမှတ်383ရတည်ရတာဝန်ရှိသူတို့ကရန်ကုန်ခေတ်ကိုပြောပါတယ်ဒါကတော့စက်တင်ဘာလ18ရက်နေ့ဖြစ်တဲ့မနေ့ကပဲနတလိမြို့နယ်မှာလူငယ်တွေကိုပေါ်တာဆွဲဖန်စီပြီးတော့စစ်မှုထမ်းကြီးလစဉ်ကောက်နေတဲ့ရှာစီဘုတ်ကျေးရွာအောက်စုရဲ့ယာအိမ်မှုဖိုးကျော်ဆိုသူကို ဒေါ်လန်ကြီးရဲဘော်တွေကသူ့ရဲ့နေအိမ်မှာပဲတွားရောက်ပြစ်ခတ်ရှင်းလိုက်ရမှာနေရာမှာတွင်ပွဲချင်းမိကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီနောက်ရိုင်မှုဖို့ကျော်ရဲ့ဆိုင်ငင်းနဲ့ဖုန်းကိုပါဒေါ်လန်ကြီးရဲဘော်တွေကတင်းစီခဲ့ပြီးအဲ့ဒီရိုင်မှုဖို့ကျော်ဆိုသူဟာအကြံဖတ်စစ်တပ်နဲ့ပေါင်းပြီးတော့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဓာတွေမတရားငွေညှစ်တောင်းရန်ဓာတွေအပြင်ခြေရွာထဲမှာလည်းလာစင်စစ်မှုတန်းကြီးဆိုပြီးပြည်သူတွေစီကမတရားငွေညှစ်တောင်းရန်နေသူဖြစ်ုံနဲ့မကစစ်တပ်အားကိုနဲ့ ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိမ့်ချောက်နေသူဖြစ်ပြီးအခုတော့တဲ့ပြီလို့တာယာဝတီခိုင်ပီဒီရဲ့အမှတ်383ညတည့်ရတာဝန်ရှိသူတို့ကပြောထားပါလေလက်ရှိဘကူးတိုင်းငတ်လင်းမြို့နယ်ဒဲကစစ်တပ်ဒေါက်တိုင်းအုတ်ချုပ်ရေးမှုတွေပြူစော့ထီးတွေနဲ့အပေါင်းပါလက်ပါစီတွေအနေနဲ့ပြည်သူတွေကိုစစ်တပ်အားကိုးနဲ့အမျိုးမျိုးအနိုင်ကျင့်ဖိနှိပ်မှုတွေဆက်ပြီးလုပ်နေမယ်ဆိုရင်တော့အခုယာယီမှုဖိုးကျော်လို့ပဲရှင်းလင်းတုတ်တင်ခံရမှာဖြစ်တယ်လို့ ဒါယဝရီခန်ပီဒီအမှတ်383ညတရဲ့တာဝန်ရှိသူတို့ကတတိပေးထားပါသေးတယ်ခင်ဗျာတဖက်မှာတော့အချက်ဖက်စစ်တပ်ကဘာကံမြို့နယ်စိတ်မှုဂျေးရွာနယ်ဒီမော့ဆိုမြို့နယ်တနန်းဥကွန်ဂျေးရွာပိုင်ရာချောင်းကိုလေးနဲ့လာပြီးဘုံကျဲတိုက်ခိုက်တွားပြန်တယ်လို့ဒေတာတွင်သတင်းရင်းမြစ်တွေကပြောပါတယ်ကချင်ပြည်နယ်ကဘာကံမြို့နယ်မှာတော့ဒီကနေ့စက်တင်ဘာလ18ရက်နေ့မနက်ပိုင်းမှာပဲရဲတပ်ပြည်သူတွေနေထိုင်ရာစိတ်မှုဂျေးရွာမော်ရှန်ရက်ကွက်ကိုအချက်ဖက်စစ်တပ်က လေနဲ့လာပြီးဘုံကျဲတော့ပြန်တယ်လို့ဖခင်ဒီသားကံပြည်သူတွေကပြောထားကြပါတယ်အဲ့ဒီလိုစစ်တပ်လေးရင်ကကျဲချလိုက်တဲ့ဘုံသီးတွေဟာမော်ရှန်ရက်ကွက်ထဲမှာရှိတဲ့ရေနာစိန့်ကမ်ပဏီဝင်းတဲ့ကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီးပျက်စီးမှုတွေရှိထားတယ်လို့ဆိုပါတယ်အလားတူစက်တင်ဘာလ18ရက်နေ့ဖြစ်တဲ့မနေ့ကလည်းအဲ့ဒီဖခင်မျိုးအတင်းမှာရှိတဲ့အချမ်းဖတ်စစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ရေသားပြည်သူတွေနေထိုင်ရာစိတ်မှုကြေးရွာမော်ရှန်ရက်ကွက်ထဲကိုကြောက်ရောက်ပောက်ကွဲခဲ့ပြီး အသက်9နှစ်အရွယ်ကလေးငယ်တဦးတိတ်ဆုံးရတဲ့အပြင်နောက်ထပ်ပြည်သူ3ဦးကဒဏ်ရာရရထပ်ပါတည်တယ်။တပတ်ကကင်းနီပြည်ဒီမော့ဆူမြို့နယ်မှာလဲစက်တင်ဘာလ18ရက်နေ့ဖြစ်တဲ့မနေ့ကပဲအချမ်းဖတ်စစ်တကရတပြည်သူနေထိုင်ရာတနန်းဦးကွင်ဂျေးရွာဖယားချောင်းကိုလေနဲ့လာပြီးဘုံကျဲသွားမှုကြောင့်ဖယားချောင်းလဲပျက်စီးထားသေးတယ်လို့သိရပါတယ်ခင်ဗျ။တဖက်မှာတော့ မကွေးတိုင်းကတရက်အချင်းတောင်မှာဂျမိုင်းစောင်းရှောက်မှုတွေလုံလောက်မှုမရတဲ့အတွက်နိုင်ငံရေးအကျဉ်းသားကူကျော်လင်းအောင်ဆိုသူသိဆုံးခဲ့ရတယ်လို့အချင်းတောင်တည်ရင်မြစ်ကပြောပါတယ်။ဒါကတော့မကွေးတိုင်းကတရက်အချင်းတောင်မှာဂျမိုင်းစောင်းရှောက်မှုတွေလုံလောက်မှုမရတဲ့အတွက်နိုင်ငံရေးအကျဉ်းသားကူကျော်လင်းအောင်ဆိုသူဟာစက်တင်ဘာလ14ရက်နေ့ကပဲအသက်ရှူကျက်တဲ့ဝေဒနာခံစားခဲ့ရပြီးတဲ့နောက်လုံးဝအခြေအနေမကောင်းတော့မှပြင်ပစိတ်ယုံကိုပို့ခဲ့တယ်ဆိုပါတယ်။ဒါပေမဲ့ နိုင်ငံချင်းသားကိုကျော်လင်းအောင်ဆိုသူဟာဆေးရုံရောက်ပြီး3ရက်အကြာမှာပဲစက်တင်ဘာလ18ရက်နေ့ဖြစ်တဲ့မနေ့ကတည်းတည်ဆုံသွားခဲ့ရပြီးအဓိကကတော့ထောင်တွင်းမှာအချင်းသားတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုလုံလုံလောက်လောက်မရတာတို့ကြောင့်အခုလိုမတည်သင့်ပဲတည်ဆုံသွားခဲ့ရတာဖြစ်တယ်လို့အချင်းတောင်တည်ရင်မြစ်ကပြောထားပါတယ်လက်ရှိတရက်အချင်းတောင်မှာအချင်းဦးစီးတွေကအချင်းသားတွေအတွက်ကျန်းမာရေးစောင့်ရှောက်မှုသာတည်ချမပေးနိုင်တာမူရစေဝါတွေကိုတော့အလုံးရင်းနဲ့ဖြတ်နေပြီး အချင်းတောင်တင်းမှာစေးချောင်းနဲ့စိတ်ကြွစေးတွေအလွယ်တကူရနေသလိုဘယ်သူဖြတ်နေတာလဲဆိုတာကလည်းအရှင်းကြီးဖြစ်နေပြီအချင်းသားတွေကအပြင်ထွက်လို့မရတဲ့အတွက်အချင်းဦးစီးတွေပဲဖြတ်နေကြတာဖြစ်တယ်လို့တရက်ထောင်တဲ့နိစ္စသူတို့ကပြောထားပါသေးတယ်ခင်ဗျာတဖက်မှာတော့ပြူးလင်မြို့မှာအချက်ဖက်မင်းအောင်လိုင်းရဲ့တအောင်ပြေဆုံးအပါဝင်စစ်တပ်ကတင်းယူခဲ့တဲ့တိုးချဲ့တက်မြေဧက200ကျော်ပြန်လည်ရရှိရေးအတွက် အသိခံရတဲ့ပြည်သူတွေကကန့်ကွက်စာတွေတင်သွင်းလိုက်တယ်လို့မြေသိမ်းခံရတဲ့ပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့ပြည်ဦးလင်မြို့ရေချမ်းအိုးရက်ကွက်မှာရှိတဲ့ပြည်သူပိုင်းမြေအိက200ကျော်ကနေအိမ်တွေကိုစစ်တကအတင်းကျပ်ဖျက်ဆီးသွားပြီးတဲ့နောက်ဒုဗိုလ်မှူးကြီးတိန်းနိုင်ထွန်းအမိနဲ့တပ်ပိုင်းမြေရှောက်ထားလိုက်ပြီးလမ်းမာတဲ့မျက်နှာစာမြေအိက90ကိုအကြံဖက်မင်းအောင်လည်းရဲ့တာအောင်ပြည်စုံကရယူမှာဖြစ်တယ်လို့စစ်တပ်သတင်းရင်းမြစ်ကလည်းပြောထားပါတယ်။အဲ့ဒီလို့ ပြည်ဦးလင်ရေချောင်းဦးရက်ကွက်ကမြေအီက200ကျော်ကိုစစ်တပ်ကသိမ်းယူမှုရဲ့နောက်ွယ်မှာအချက်ဖတ်မေအောင်လည်းတာအောင်ပြေဆုံးပါဝင်ဘူချုပ်တွေကသူတို့ရဲ့အကျိုးစီးပွားအတွက်အဓိကပူပေါင်းကြံစည်ခဲ့တာဖြစ်တယ်လို့လည်းစစ်တပ်တရင်အရင်မြစ်ကပြောထားပါသေးတယ်။လက်ရှိမှာတော့အဲ့ဒီပြည်ဦးလင်မြို့ကအချက်ဖတ်မေအောင်လည်းတာအောင်ပြေဆုံးပါဝင်စစ်တပ်ကသိမ်းယူခဲ့တဲ့တိုးချက်တက်မြေအီက200ကျော်ပြန်လည်ရရှိရေးအတွက်အသိခံရတဲ့ပြည်သူတွေကကန့်ကွက်စာတွေတင်သွင်းလိုက်တယ်လို့မြေအသိခံရတဲ့ပြည်သူတွေကပြောထားပါသေးတယ်။ လက်ရှိပြူးလင်မြို့နယ်ကနေရာအသီးသီးမှာအပြည့်ဝသုံးဆွဲမှုမရှိဘဲပိုရှန်နေတဲ့တပ်ပိုင်မြေနေရာများစွာရှိနေတဲ့ကြားကပြည်သူတွေနေတဲ့မြေအိတ်က200ကျော်ကိုစစ်တပ်ကသိမ်းယူမှုဟာပြည်သူပေါင်းများစွာရဲ့အသက်အိုးအိမ်စီးစိမ်ထိခိုက်နစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်နိုင်တဲ့အကြောင်းတွေကိုပြည်သူတွေကကန့်ကွက်စွာတင်သွင်းထားတယ်လို့ဆိုပါတယ်။ဒါ့အပြင်အဲ့ဒီမြေအိတ်က200ကိုစစ်တပ်ကသိမ်းယူပြီးဒူပိုမူကြီးသိမ်းနိုင်သောအမည်နဲ့တပ်ပိုင်မြေအဖြစ်ရှောက်ထားမှုကိုလည်း ြေစရင်ဌာနကခွင့်မပြုပေးဖို့ကိုပါပြည်သူတွေကဝိုင်းဝန်းကန့်ကွက်ထားကြပြီးမြေသိမ်းခံရတဲ့ပြည်သူတဦးချင်းစီကလည်းကန့်ကွက်စာတွေတင်သွင်းထားကြတယ်လို့သိရပါတယ်ခင်ဗျာโอเคဒါကတော့ရောင်းခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ